လောင်စန်းဆိုတဲ့လူဟာအလောင်းတွေကိုပြင်ဆင်ပေးရတဲ့လုပ်ငန်းကိုလုပ်ခိုင်းပါတယ်။သူတို့တရားအသေးဆုံးပြီးသားလူတွေရဲ့ကိုယ်လမ်းအင်္ကာတွေကိုနေရာတကျဖြစ်အောင်ပြုလုပ်ပေးရပြီးအလောင်းကောင်ကိုမိတ်ကလင်းကအလားစင်ချေတာပေးရပါတယ်။အလောင်းပြင်နေတော့အခုအသေးဆုံးသွားတဲ့အပွားရဲ့မြေလေးကလောင်စန်းကိုလာတိုက်ခိုက်ပါတယ်။ခရေးမလေးဟာဆိုးလွန်းတာကြောင့်အခန်းတစ်ခုတည်းကိုထည့်ထားလိုက်ပါတယ်။အလောင်းပြင်လို့ပြီးတော့အိမ်ပိုင်ရှင်ကအလောင်းစီကလက်ဆုပ်ပြောက်သွားတာကြောင့်လောင်စန်းကိုပြဿနာရှာပါတယ်။လောင်စန်းလည်းသူမယူပါဘူးလို့ညင်းလို့မရတဲ့အဆုံးပေါင်းမိတွေအင်ကြီးတွေကိုချွတ်ပြလိုက်ပါတယ်။အဲတော့မှပဲပိုင်ရှင်တွေလည်းငြိမ်သက်သွားကြပါတော့တယ်။ အဲနောက်လောင်ဆန်းတို့ကအခေါင်းပုံးကိုတင်ဆောင်လာခဲ့ကခုနကကလေးမကသူတို့ကိုမြင်ကြည့်နေပါတယ်ဘေးကကောင်လေးကနင့်အဖွားကိုမိသူကြိုးကိုခေါ်ဆောင်သွားကြပြီလို့ပြောတော့ကလေးမကငါမယုံဘူးငါအဖွားကိုသွားခဲ့မယ်ဆိုပြီးအခန်းပရင်ပေါက်ကနေခုံစင်းကကရှိယာကိုပြေးလိုက်သွားပါတော့တယ်ကလေးမလေးလိုက်ပါလာတာကိုလောင်ဆန်းတို့လည်းတတိမထားမိခဲ့ပါဘူးအဲနောက်သူဟာအလောင်းဘုရားကနေပြန်လာခဲ့ပြီးသူကဟာသူများဆိုင်ရှင်မှာပြည့်ရထားတာကြောင့်ဆိုင်ရှင်ကလောင်ဆန်းကိုရန်တွေ့တာကြောင့်လောင်ဆန်းကလည်းရန်ပြန်လုံနေခဲ့ပါတယ် သူ့အဖေကလောင်စန်းကိုသူ့ရဲ့လုပ်ငန်းကိုလွှဲပေးဖို့လုပ်နေပါတယ်။သူ့အဖေကဒီလုပ်ငန်းကိုဥစွာလုပ်ကင်ခဲ့တယ်။သူ့ဦးလေးနဲ့သူ့အကူကိုတိုင်တယ်ပြီးရှေကိုမှလွှဲပြောင်းစာအုပ်ကိုပေးမယ်လို့ပြောပါတယ်။လောင်စန်းဟာဦးလေးကိုရှေကိုပြီးအကူကိုနောက်မှ ရှေကိုတော့မယ်ဆိုပြီးစာအုပ်ကိုယူကာထွက်လာခဲ့ပါတယ်။အဲနောက်သူ့ဤစားဟောင်းကြီးကိုတွားရောက်ခဲ့ပြီးနေလိုချင်နေတဲ့စီးစိမ်တွေရပြီး ငါတို့လက်ထက်ရအောင်လို့ပြောပါတယ်ဒါပေမဲ့သူ့จิตသူဟာရီစာအစ်စ်ရနေပြီဖြစ်ပြီးအဲ့လူနဲ့ရထားတဲ့ကိုဝင်တော်ရှိနေပြီလို့ပြောပါတယ်သူ့จิตသူကနေကအမြဲတမ်းပြဿနာတွေပဲရှာနေတဲ့ကောင်နင်းစီကိုငါဘဝဘလို့ပုံအပ်လို့ရမှာလဲလို့ပြောတော့လောင်ဆန်းလည်းလှည့်ထွက်လာခဲ့ပါတယ်လောင်ဆန်းအိမ်ပြန်ရောက်လာတဲ့အခါကလေးမလေးရှောင်းဝမ်းရောက်ရှိလာခဲ့ပြီးနေကအဖွားကိုဘယ်ကိုပို့လိုက်တာလဲလို့ပြောပါတယ်လောင်ဆန်းကအဖွားကိုမိသူယုံပို့လိုက်ပြီလို့ပြောတော့ရှောင်းဝမ်းကငါအဖွားကိုပြန်ပေးလို့អော်ပြောနေပါတော့တယ် ရှောင်းဝမ်းဟာသူ့ဦးလေးနောက်ပြန်မလိုက်ချင်တာကြောင့်အိမ်ထဲပက်တောင်းချမ်းနေပါတော့တယ်။လောင်ဆန်းလည်းနာကြီးတော်ကိုမခံနိုင်တဲ့အစုံနဲ့ဘွားငှအခန်းထဲမှာလာရှာလို့ပြောကရှောင်းဝမ်းပြေးလာတဲ့အချိန်ဆွဲဖမ်းလိုက်ပြီးအိမ်ပြင်ကိုဆွဲခေါ်သွားတော့ရှောင်းဝမ်းကလောင်ဆန်းလက်ကိုကုန်းကန်လိုက်ပါတယ်။လောင်ဆန်းကခွင်းနဲ့မှမွေးတဲ့ကလေးလားမသိဘူးဆိုပြီးပြောနေပါတော့တယ်။ညရောက်တဲ့အချိန်မှာတငယ်ချင်းတွေကနေပါလီစိတ်ညစ်နေတာလဲလို့မေးပါတယ်။ သူတငယ်ချင်းတွေကလောင်ဆန်းကိုမင်းကိုလူတွေကမသားသမင်းစားတဲ့ကောင်လို့ပြောတာကိုစိတ်ညစ်နေတာလားနေချစ်သူကဖောက်ပြန်သွားတာကိုလားနေထောင်ကြဘူးတာကိုလူတွေကပြောနေလို့လားလို့မေးလိုက်တော့လောင်ဆန်းလည်းမင်းတို့ပြောမှပိုဆိုးနေပြီလို့ဆိုကငါဒီလုပ်ငန်းကိုစက်မလုပ်ချင်တော့ဘူးလို့ဆိုကဆိုင်းမို့ကိုဖြုတ်ဖို့လို့တော့သူတငယ်ချင်းကြံ့ရံကဝင်သားပါတယ်ကြံ့ရံကမင်းကကိုကိုကိုအထင်သေးနေလို့မင်းကိုမင်းနိုင်ကြနေတယ်လို့ထင်နေတာလို့ပြောပါတယ်ကြံ့ရံကငါလည်းအရင်တော့ငါတခု သူလည်းအရင်တုန်းကလမ်းပေးသေးတယ်။မင်းထံအဆင်မပြေဖြစ်နေတဲ့သူတွေအများကြီးပါလို့ပြောပါတယ်။ကြက်ရံလည်းပြောမနိုင်တဲ့အစုံလောင်ဆန်းနဲ့နှစ်ပန်းလုံးနေကြပါတော့တယ်။သူတို့နှစ်ယောက်နှစ်ပန်းလုံးနေတော့အဖွားရှာပုံတော့ရှောင်းဝံတယောက်ပြန်ရောက်လာခဲ့ပါတယ်။သူဦးလေးဟာရှောင်းဝံကိုအိမ်ပြန်ဖို့ခေါ်ပြီးမှခေါ်မရဖြစ်နေခဲ့ပါတယ်။ ဦးလေးနဲ့ဦးလေးရဲ့မိန်းမဟာပေကျင်းကိုသွားဖို့စီစဉ်ထားတာကြောင့်သူမိန်းမကကလေးမကိုခေါ်မရရင်လဲထားခဲ့လိုက်တော့ငါတို့လေရင်နောက်ကျတော့မယ်ဆိုပြီးပြောလိုက်ပါတယ်။ဦးလေးကကလေးကိုခဏလောက်ကြည့်ထားပေးပါတကယ်အခက်အခဲဖြစ်နေလို့ပါလို့ပြောပါတယ်။ လောင်ဆန်းကတော့ကျွန်တော်မကူညီနိုင်ဘူးလို့ပြောပါတယ်။ကြံ့ရံကမင်းစာနာစိတ်မရှိဘူးလားလို့လောင်ဆန်းကိုပြောတော့ဦးလေးလည်းကြံ့ရံကိုအကူအညီတောင်းကထွက်သွားပါတော့တယ်။အဲနောက်ကလေးမလေးကိုရေချိုးပေးကခေါက်ဆဲတစ်ပွဲလှုပ်ကြွေးပါတယ်။ရှောင်းဝမ်ကအဖွားကပြောဘူးတဲ့ခေါက်ဆဲစားရင်ကျက်သွံပြူပါမှာပိုကောင်းတာလို့ပြောတော့ကျက်သွံပြူလှုပ်ပေးရပြန်ပါတယ်။ကျက်သွံပြူရတော့ရှောင်းဝမ်ဟာခေါက်ဆဲကိုအားရပါးရစားပါတော့တယ်။ရှောင်းဝမ်ကိုကြံ့ရံကမင်းအဖေနဲ့အမေကောလို့မေးတော့အဖေနဲ့အမေမရှိတော့ဘူးလို့ပြောပါတယ်။ အဲနောက်ငါတို့ကစားကြကြအောင်လို့ပြောပြီးအရှောင်းဝံကိုအဖွားနဲ့ပကစားလေးရှိလဲလို့မေးပါတယ်။မာကြောက်ကစားလေးရှိတယ်လို့ပြောတော့မာကြောက်တူတူကစားကြပါတယ်။မာကြောက်ကစားတော့လေကလေးကလူကြီးထက်ပိုပြီးလက်ဆောင်ထနေတာကြောင့်ရှောင်းဝံကပဲအနိုင်ရနေပါတယ်။ထပ်ဆော့ကြကြအောင်လို့ပြောတော့ရှောင်းဝံကအဖွားကအနိုင်ရတာနဲ့ဆက်မဆော့တော့နဲ့လို့ပြောကြောင်းဒါကြောင့်အိတ်ကြရအောင်လို့ပြောပါတယ်။လောင်စားအိတ်နေချင်းအပေါ်ကအရေတွေကျလာလို့ကြီးလိုက်တော့ရှောင်းဝံရဲ့ရှူရှူတွေဖြစ်နေပါတယ်။ ရှောင်းဝိုင်းရဲ့သေးပေနေတဲ့ဆောင်ကိုလျှော်ပြီးလောင်စန်းတယောက်ပွားစီပွားစီလုံနေပါတော့တယ်။မနက်မိုးလင်းလာတော့သူ့အဖေကအမွေတွေလှဲပေးဖို့လောင်စန်းကိုပေးထားတဲ့နှွဲပြောင်းစာအုပ်ကိုယူလာပြီးလိုက်ခဲ့လို့ပြောပါတယ်။ ဖြစ်ချင်တော့ SRO ကညခရှောင်းဝံသေပေါချလို့လျှော်လိုက်တဲ့ဆောင်းတဲ့အတူလုံးထွေးပြီးပါသွားခဲ့ပါတယ်။အဲနောက်မြေစည်ရင်ယုံကလည်းစာအုပ်ပြောက်သွားတာကြောင့်အသက်ပြန်လုံးရမည်ဖြစ်ကြောင်းဒါကြောင့်တလားခန့်ကြမည်မည်ဖြစ်ကြောင်းပြောပါတယ်။သူ့အဖေကလည်းစာအုပ်လေးတောင်မထိမ့်သိမ့်နိုင်တာကြောင့်သူ့ကိုဆဲဆိုနေပါတော့တယ်။အဲနောက်လောက်ဆန်းတို့ဟာအလောင်းတစ်ခုကိုပို့ဆောင်ပေးရပါတယ်။ကားပေါ်ကရှောင်းဝံကိုငြိမ်ငြိမ်နေမှုမှထားပြီးထွက်သွားပါတော့တယ်။ရှောင်းဝံကားထဲရှိနေခြင်းအခေါင်းတစ်ခုကိုမြင်လိုက်ပါတယ်။အခေါင်းကသူ့အဖွာအခေါင်းနဲ့ချိုးဆွတူနေတာကြောင့် သူ့အဖွားလွတ်ထင်ပြီးရှောင်းဝံတယောက်ပြေးလိုက်သွားခဲ့ပါတယ်။သူဟာအခန်းထဲကိုပြေးဝင်သွားခဲ့ပြီးအခေါင်းထဲမှာသူ့အဖွားကိုမတွေ့တာကြောင့်ငါအဖွားဘယ်မှာလဲလို့မေးလိုက်ပါတယ်။အဲနောက်သူ့ကိုလူကြီးတွေကလိုက်ဖမ်းတာကြောင့်အခန်းထဲပတ်ပြေးကရှောက်တောင်းကျနေပါတော့တယ်။အဲနောက်လောင်စန်းတို့လည်းရှောင်းဝံကြောင့်အတုပအခန်းနာပိုင်ရှင်နဲ့တွေ့ကြကြပါတယ်။ပိုင်ရှင်ကသူ့အမရဲ့ယောက်ျားဟောင်းဖြစ်နေတာကြောင့်သူလည်းနည်းနည်းသက်သာရရခဲ့ပါတယ်။ပိုင်ရှင်ကမင်းတန်ကြီးသွားဆောင်လိုက်။မင်းတန်ကြီးမဆောင်ရင်သူ့အပိုင်နဲ့ပေးမဝင်ဘူးလို့ပြောလိုက်ပါတယ်။ လောင်ဆန်းကမင်းငါကိုဒုက္ခပေးနေတာလားလို့ပြောတော့ရှောင်းဝမ်ကသူ့ဖွားအဲ့အထဲမှာရှိမဲ့ထင်တာကြောင့်လို့ပြောပါတယ်လောင်ဆန်းလည်းစိတ်မရှိတော့ပဲတုတ်တန်ကမိโกကောင်းနိုင်ကိုပြကနင်းဖွားကိုအတူပနေကလေးကမိရှိုးလိုက်ပြီဆိုပြီးပြောလိုက်ပါတယ်ရှောင်းဝမ်လည်းမိโกကောင်းနိုင်ကိုငေးကြည့်ကသူ့ဖွားနမယ်ကိုခေါ်ပြီးအောင်းငုံနေပါတော့တယ်ပြန်ရောက်လာတော့ရှောင်းဝံတယောက်မှန်တန်တိုင်းဖြစ်နေပါတော့တယ်။ကြံ့ရံကတမီးဖွားကအခုဆို ကောင်းငင်ဘော်ကိုရောက်နေလောက်ပြီလို့ပြောတော့လောင်ဆန်းကဟုတ်တယ်မင်းဖွားကကျဲလေးဖြစ်သွားတာလို့ပြောလိုက်ပါတယ်။ညရောက်တဲ့အချိန်လောင်ဆန်းတဲ့ရောက်ကဒင်ဘော်ကနေပြုတ်ကြပြီးနိုးလာခဲ့ပါတယ်။ရှောင်းဝမ်ရဲ့ကဒင်ကိုကြည့်လိုက်တော့ရှောင်းဝမ်မရှိတာကြောင့်လိုက်လံရှာဖွေခဲ့ပါတယ်။ရှောင်းဝမ်ဟာသူ့ဖုံးနာရီတဲကသူ့ဥဖွားပို့ထားတဲ့အတန်မဆေးတွေကိုနားထောင်နေကကောင်းငင်ကိုငေးကြည့်ပြီးသူ့ဥဖွားကိုလွမ်းနေပါတော့တယ်။လောင်ဆန်းပြောတဲ့စကားကိုရှောင်းဝမ်ကတကယ်ယုံနေခဲ့တာကြောင့်လောင်ဆန်းလည်းဝမ်းနေသွားခဲ့ပါတယ်။ ်မနက်မိုးလင်းလာတဲ့အချိန်မှာတော့ရှောင်းဝံတယောက်သူများကိုပေးရမယ်အယိုးပြအိုးပေါ်မှာအယုတ်ဒီဆွဲနေတာကြောင့် လောင်စန်းတယောက်စိတ်တို့နေခဲ့ပါတယ်အယိုးပြအိုးကိုအစ်စ်ပြန်လို့ဖို့ဆိုင်ကိုဖုံးဆက်တော့ဆိုင်ကအစ်စ်လုံမဲ့ဆိုရင်မိုးလေးမှရမယ်လို့ပြောပါတယ်သူတို့ကဒီနေ့မနက်ပေးရမှာဖြစ်တဲ့အတွက်တိုင်ပန်းနေကြပါတော့တယ်အဲနောက်သူတို့ကိုအပ်ထားတဲ့အာတုပအခမ်းအနားကိုပြုလုပ်ကြပါတယ်အခမ်းအနားပြီးသွားတဲ့အချိန်သူတို့စီကအယိုးပြအိုးကိုလာရောက်တောင်းရန်ကြပါတယ်လောင်စန်းကခမည်းတော်စိတ်မကောင်းဖြစ်နေတယ်ဆိုတာကိုကျွန်တော်သိပါတယ်အဲ့ဒါကိုသူသမီးလေးရှောင်းဝမ်ကလည်းထတ်တူဝမ်းနေရတာကြောင့်သူဝမ်းနေမှုကိုဖော်ပြတဲ့အနေနဲ့ ပကြီလေးတွေရေးဆွဲထားပါတယ်လို့ဆိုပြီးအယိုးပြာဟုတ်ကိုပြလိုက်ပါတယ်။ကျန်ရည်သူတွေဟာစိတ်မဆိုးကြတဲ့အပြင်တိတ်ဆုံသွားတဲ့သူတို့သမီးလေးဟာလည်းပကြီဝဒနာပါကြောင်မင်းရဲ့ဆန္ဒပေးမှုကိုငါတို့ကျေးဇူးတင်ပါတယ်လို့ဆိုပြီးကာဝါရတောင်ပြလိုက်ပါသေးတယ်။ကျန်ရည်သူအဖေပြည့်သူကလောင်စန်းကိုမင်းသမီးလေးကိုကောက်ကောက်ဆောက်ကြပါလို့ပြောပြီးမဖို့တချို့ပေးခဲ့ပါတယ်။အမေဖြစ်သူကလည်းရှောင်းဝံကိုပိုက်ကဝန်းနေမှုတွေကိုဖြည့်သိမ့်နေခဲ့ပါတယ်။ရှောင်းဝံကြောင့် လုပ်ငန်းအောင်မြင်သွားတဲ့သူကိုစူးချတဲ့အနေနဲ့မဝက်ကြီးပါတယ်။ကျန်ရန်ကခလေးကဒီလောက်လက်ကြီးကောင်းတာကိုဂျိုးဆိုးလေးလို့ဘသူပြောတာလဲလို့လောင်စန်းကိုရပ်ပြောနေပါတော့တယ်။လောင်စန်းကလည်းငါကပြက်တနာရှာလို့ပြောတာပါဒီလိုဆိုတော့လည်းမစိုးပါဘူးလို့ပြောလိုက်ပါတယ်။ရှောင်းဝမ်းရဲ့ဦးလေးကရှောင်းဝမ်းကိုလာခေါ်မယ်လို့လောင်စန်းကို ဖုံးဆက်လာပါတယ်။လောင်စန်းကလည်းသူ့ကိုယ်တိုင်လာဖို့ပေးပါမယ်လို့ပြောလိုက်ပြီးရှောင်းဝမ်းကတော့လောင်စန်းကိုမျက်နှာငယ်လေးနဲ့ကြည့်နေပါတော့တယ်။ လောင်စန်းတို့ဟာရှောင်းဝံကိုတူဦးလေးစီကိုအက်ခဲ့ပြီးထွက်သွားဖို့လုပ်နေတဲ့အချိန်တူဦးလေးရဲ့မိန်းမကနင့်အမေကငါတို့ကိုဘာမွေမှမပေးသွားဘူးငါတို့ကတီကလေးကိုပါပစ်ဆန်နဲ့ကျွေးမွေးရမှာလဲလို့ပြောနေခဲ့ပါတယ်။လောင်စန်းလည်းအိမ်ထဲကကြားနေရတဲ့အတန်လေးကိုတီးမခံနိုင်တဲ့အဆုံးအိမ်ထဲကိုပြေးဝင်သွားကခလေးကိုနည်းနည်းလောက်စင်နာပေးလို့မရဘူးလားဆိုပြီးပြောလိုက်တော့မိမကြီးကလောင်စန်းကိုငါ့အိမ်ထဲကနေထွက်သွားအိမ်လက်တိုက်တယ်လို့ပြောလိုက်ပါတယ်။ လောင်ဆန်းကလည်းမိမကြီးကိုညံပြန်တွေ့နေပါတော့တယ်။ဦးလေးကြီးကလောင်ဆန်းကိုမင်းအဆင်ပြေရင်ရှောင်းဝံကိုမင်းမဲဆောက်ချောက်ပေးထားပါလို့အကူညီတောင်းခဲ့ပါတယ်။ရှောင်းဝံလည်းလောင်ဆန်းနဲ့အတူနေချင်တာကြောင့်လောင်ဆန်းလည်းရှောင်းဝံကိုခေါ်ကပြန်လာခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အချိန်သူ့အဖေဟာဟိုတနေ့ကနာရီခမ်းနားမှာသူ့လုပ်ခဲ့တဲ့ပြဿနာကြောင့်လောင်ဆန်းကိုလာဆူနေပါတယ်။သူ့အဖေကလောင်ဆန်းကိုရိုက်ဖို့လို့တော့ရှောင်းဝံကဝင်လာခဲ့ပါတယ်။ရှောင်းဝံကအကိုလောင်ဆန်းကိုမတိနဲ့လို့ဆိုကသူ့အဖေကမင်းကကိုကိုကိုတောင်မထိန်ကြောင်းနိုင်ပဲ ကလေးကိုခေါ်ပြီးဘလို့စောင်းချောင်းမှလဲလို့ပြောတော့လောင်ဆန်းကသူ့အဖေကိုအဖေကျွန်တော်ကိုအမွေပေးမဲ့အခန်းကိုကျွန်တော်ပြန်ဝင်မယ်ဈေးတက်မှတ်လိုက်လို့ပြောလိုက်ပါတယ်သူ့အဖေကမင်းဆက်ရက်အတွင်းဝတ်သုံးသိန်းရအောင်ရှာမရှာနိုင်ရင်ငါဆိုင်ကနေထွက်သွားလို့ပြောကထွက်သွားပါတော့တယ်နောက်တနေ့မှတော့လောင်ဆန်းကိုရှောင်းဝမ်ကကစ္စတမာတယောက်နဲ့မိတ်ဆက်ပေးခဲ့ပါတယ်အဖိုးကြီးကနိုင်ရဲခန်းနာကျင်းပချင်းချောင်းပြောတော့လောင်ဆန်းကခမရယူနေလားလို့ပြောလိုက်ပါတယ်အဖိုးကြီးကငါအခမ်းအနားအတွက်ဝမ်သုံးသိန်းသုံးမယ်လို့ပြောတော့ ပဆန့်လုံနေတဲ့လောင်စန်းလည်းလက်ခံလိုက်ပါတော့တယ်သူတို့ဟာအလုပ်လက်ခံလိုက်ရတာကြောင့်အောင်ပွဲခံလေးကရှောင်းဝမ်ကိုလက်ကောင်လေးလိုပြောနေကြပါတော့တယ်နောက်တနေ့မှာတော့သူတို့ဟာအဖိုးကြီးရဲ့အခမ်းအနားကိုကြီးကြပ်ခမ်းနားစွာကျင်းပကြပါတယ်သူတို့ဟာအဖိုးကြီးကို ကောင်းရမုံရံသွားပါတော့ဆိုပြီးဝန်내ကြီးခွဲစာငိုကြပါတော့တယ်ငိုတန်တိုးနေသေးလို့ကြံ့ရံကကြဲကြဲငိုဖို့လက်ပြောနေခဲ့ပါတယ်အဲ့အချင်းအဖိုးကြီးရဲ့သားရောက်ရှိလာပြီးအဖေကျွန်တော်တို့ကိုအဆက်ခွဲနေတာလားလို့ဆိုကအခန်းအနားစီစဉ်တာဘာလို့လဲလို့မေးတော့လောင်ဆန်းတို့လည်းထွက်ပြေးကြပါတော့တယ်အဲ့နောက်လူကြီးဟာသူတို့ကိုဝိုင်းရိုက်ပါတော့တယ်လောင်ဆန်းတို့ကခံဝင်လက်မှတ်တို့ကရဲစခန်းကနေပြန်လို့လာခဲ့ပါတယ်အပြင်ထွက်လာချင်းအဖိုးကြီးကငါအိမ်ကရွှေပြောင်းနဲ့အထဲပါသွားတော့ငါရော်ကြီးပတ်ဆိုင်ရခဲ့တယ်အဲ့အချင်းကစပြီးငါသားသမီးတွေဟာတီငွေတွေကို လိုချင်တာကြောင့်အိမ်မှာအမြဲတမ်းစူညံနေခဲ့တယ်။လောက်ဆန်းကဒါကြောင့်ခမည်းငွေတွေကိုဖြိုးချင်နေတာလားလို့မေးတော့အဖိုးကြီးကရှောင်းဝံကငါ့ကိုမင်းမှာပတ်စံအခက်ခဲရှိနေလို့ဆိုပြီးလာပြောတယ်။သူ့ကိုသူ့အဖွားပေးခဲ့တဲ့ပတ်စံမရှိတာကြောင့်ငါ့စီကိုလာအကူညီတောင်းခဲ့တယ်။ကလေးကမင်းကိုတအားချစ်တာမင်းလည်းသူ့အပေါ်ကောက်ပေးလိုက်ပါလို့ပြောလိုက်ပါတယ်။အဲရောက်တဲ့အချိန်မှာတော့လောက်ဆန်းဖေကသူ့တလွဲလုခဲ့တဲ့ကိစ္စကြောင့်သူ့ကိုစူနေခဲ့ပါတယ်။ဖေကမင်းဒီလောက်အသုံးမကျတာဒီဆိုင်ကိုလည်းဆက်မဖွင့်နဲ့တော့ဆိုပြီး ဆိုင်ကားပစ္စည်းတွေကိုရိုက်ခွဲနေပါတော့တယ်အဖေကကျွန်တော်ကိုဆိုဘယ်တော့မှအကောင်းမပြောဘူးလောင်ဆန်းကတေသွားတဲ့သူ့အကူအစားကျွန်တော်ပဲတေသိမ့်လာလို့ပြောလိုက်တော့သူ့အဖေလည်းဝမ်းထဲကထွက်သွားပါတော့တယ်ရှောင်းဝမ်းဟာကတင်းပေါ်မှာတယောက်တန်းငိုနေတာကြောင့်လောင်ဆန်းဟာဘာလို့ငိုနေတာလဲလို့မေးပါတယ်ရှောင်းဝမ်းကသူ့အကြောင်းအကူစုံခံထိလို့ဝမ်းထဲနေတာလို့ပြောပါတယ် ရှောင်းဝမ်ကသူ့နိုင်ရီလေးပြတ်သွားလို့ပြင်ပေးလို့ရမလားလို့ပြောတော့ဇန်းကရှောင်းဝမ်လက်ပေါ်မှာနိုင်ရီပုံတစ်ခုဆွဲပေးလိုက်ပြီးလောလောဆယ်တော့ဒါလေးခဏဝတ်ထားလိုက်လို့ပြောပါတယ်နောက်တနေ့မှာတော့ရှောင်းဝမ်ရဲ့ဦးလေးဟာလောင်စန်းကိုလာတွေ့ပါတယ်ဦးလေးကသူတို့လည်းစီးပွားရေးအဆင်မပြေဖြစ်နေတာကြောင့်ရှောင်းဝမ်ကိုမေးမွေးစားချင်လားလို့ပြောပါတယ် အဲနောက်ယုံကိုကလေးမွေးစားဖို့တော်မိပါတယ်။ကလေးကိုမွေးစားမယ်ဆိုရင်ကလေးနဲ့မွေးစားမယ့်လူကအသက်40กว่าရမယ်လို့ပြောပါတယ်။လောင်စန်းနဲ့ချောင်းဝဟာအသက်40မကွာတာကြောင့်ယုံကလူတွေကအိမ်တော်ရှိရင်လည်းမွေးစားလို့ရကြအောင်ပြောတာကြောင့် လောင်စန်းလည်းသူ့တငယ်ချင်းစီကိုလက်ထက်ကွင်းသွားတောင်းခဲ့ပါလေ။ဒါပေမဲ့ကြန့်ရန်ဟာလောင်စန်းနဲ့အရင်လက်ဦးနေခဲ့ကသူတို့နှစ်ယောက်တန်းတန်းစာချုပ်ချုပ်ပြီးပြီဖြစ်ကြောင်းမင်းကိုငါတို့ပြောပြဖို့လှုံထားတာပဲလို့ပြောပါတယ်။အဲဒါကြောင့်ရှောင်းဝံကိုကြန့်ရန်တို့ကပဲမွေးစားကွင်းရလိုက်ကြပါတယ်။လောင်စန်းတစ်ယောက်ကတော့မိုင်းတိုင်တိုင်နဲ့ထိုင်နေပါတော့တယ်။ နောက်တနေ့မှာတော့လောင်ဆန်းကရှောင်းဝမ်ကိုနာယီအသက်တလုံးလက်ဆောင်ပေးခဲ့ပါတယ်။ဒါပေမဲ့နာယီထဲမှာအရင်နာယီတုန်းကလိုသူ့အဖွားရဲ့အတန်မဆီတွေမပါတာကြောင့်ရှောင်းဝမ်ဟာမကြိုက်ခဲ့ပါဘူး။လောင်ဆန်းလည်းအဖွားအတန်ပြန်ကြရအောင်လုပ်ပေးမှာပေါ့လို့ပြောလိုက်မှပဲ ရှောင်းဝမ်တယောက်ပြုံးသွားပါတော့တယ်နောက်တနေ့မှာတော့သူ့ยีစားဟောင်းဟာသူ့စီကိုလာရောက်ခဲ့ပါတယ်သူ့ယောက်ျားကကားတိုက်ပြီးတိတ်ဆုံးသွားတာကြောင့်သူ့အာသူဘကိုပြင်ဆင်ပေးဖို့လောင်စန်းကိုအကူအညီတောင်းနေခဲ့ပါတယ်လောင်စန်းကလည်းยีစားဟောင်းကိုစိတ်နာနေတာကြောင့်မကူညီနိုင်ဘူးလို့ပြောတာကြောင့်သူဟာလှည့်ပြန်လာခဲ့ပါတယ်ပြန်လာတဲ့အချိန်ရှောင်းဝမ်နဲ့တွေ့ဆုံခဲ့ပြီးရှောင်းဝမ်ကအဲအမကိုတီးတယ်အကူလောင်စန်းကအမတပ်ပုံကိုကြည့်ပြီးငိုနေကြပဲလို့ပြောလိုက်ပါတယ်အဲနောက်သူလည်းလောင်စန်းစီကိုနောက်တစ်ခေါက်သွားရောက်ပြီး နင်းကိုစိတ်ခံစားရအောင်လောက်ခင်ပြီးတဲ့အတွက်တောင်းပန်ကြောင်းအားလုံးဟာငါအမားတွေပါလို့ပြောပါတယ်အဲနောက်သူဟာလောင်စန်းကိုကူညီပေးဖို့ထပ်မံတောင်းဆိုနေပါတော့တယ်လောင်စန်းကဒီကိစ္စကိုငါလုပ်ပေးလို့မရကြောင်းငါအဖေလုပ်ပေးမှရမယ်လို့ပြောကသူ့အဖေနဲ့သူဟာရန်ဖြစ်ထားတာကြောင်းပြောလို့အဆင်မပြေကြောင်းပြောပါတယ်ရှောင်းဝမ်ကအဖိုးကိုတမီးခေါ်ပေးမယ်သူ့ကိုတမီးမကြောက်ဘူးလို့ပြောပါတယ်အဲနောက်သူ့အဖေရှိရာနေရာကိုတွားရောက်ခဲ့ပါတယ် ရှောင်းဝမ်ကသူ့အဖေကို အဖိုးကိုအကိုလောင်ဆန်းကပြောစရာရှိတယ်ဆိုပြီးပြောလိုက်ပါတယ်။လောင်ဆန်းအဖေဟာသူ့ကိုအဖိုးလို့ခေါ်တာကိုကျေနပ်နေခဲ့ပြီးနောက်တစ်ခါအဖိုးလို့ထပ်ခေါ်မှသူနဲ့စကားပြောမယ်ဆိုတာကြောင့်ရှောင်းဝမ်ကအဖိုးလို့အကျယ်ကြီးအော်ခေါ်ပေးလိုက်ပါတယ်။ အဲနောက်ရှောင်းဝမ်ကတာဖာနှစ်ယောက်ကိုအတူတူထိုင်ခိုင်းလိုက်ကရံမတိကျနဲ့လို့ပြောကသူကစော့ဖို့ထသွားခဲ့ပါတယ်အဲနောက်တာအဖာနှစ်ယောက်လည်းအရက်တူတူထိုင်တောင်းနေကြပါတော့တယ်သူ့အဖေကမင်းငါကိုဘာအကူကြီးတောင်းဖို့လဲဆိုတော့သူတို့ဟာစေယုံကိုရောက်ရှိလာခဲ့ပြီသူတို့ပြင်ပေးရမယ့်အလောင်းကိုတွေ့တော့လောင်စန်းနဲ့ကြံ့ညံတို့လည်းတော်တော်ကိုလန့်နေခဲ့ပါတယ်သူ့အဖေကသူ့ကို အလောင်းကိုကိုယ်တိုင်ပြင်ခိုင်းခဲ့ပါတယ် လောင်ဆန်းရဲ့ပထမဆုံးအကြိမ်ဖြစ်တာကြောင့်သူကတော်တော်ကိုသွေးပြတ်နေခဲ့ပါတယ်။အလောင်းကူကခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုတကူချင်းပြက်ဆက်ကပြင်ဆင်ပေးကြပါတယ်။အလောင်းကောင်ကိုပြင်ဆင်ပေးပြီးတဲ့အချိန်မှာတော့သူ့ရီးစားဟောင်းကဝင်ရောက်လာခဲ့ပြီးသူ့ယောက်ျားကိုကြည့်ပြီးငိုနေခဲ့ကလောင်ဆန်းကိုလည်းကျေးဇူးတင်တယ်ဆိုတဲ့အကြည့်နဲ့ကြည့်နေခဲ့ပါတယ်။အဲနောက်သူ့အဖေကနေရာမှာမေးလဲသွားတာကြောင့်စိတ်ယုံတင်လိုက်ရပါတယ်။သူ့အမကနင်းကုန်ကမပြောချင်လို့ကြည့်နေတာကြားပြီးအဖေကအရင်နဲ့မတည့်တာကိုပါလို့သွားတိုက်တာလဲလို့စုနေခဲ့ပါတယ်။ သူ့အဖေကမင်းမျောရာကနေနိုးလာခဲ့ပါတယ်အဲနောက်သူ့အဖေကသူ့အကိုဘလို့သေးသွားလဲဆိုတာကိုသူ့ကိုပြောပြခဲ့ပါတယ်တနေ့မှာတော့သူ့အဖေနဲ့သူ့အကိုတို့ဟာရင်းနှီးတည်ဆုံသွားတဲ့အလောင်းတစ်လောင်းကိုဆက်ယူရပါတယ်အလောင်းကိုဆက်ယူနိုင်ခဲ့ပြီမယ်သူ့အကိုကတော့အသက်တည်ဆုံသွားခဲ့ပါတယ်လောင်စန်းကိုသူ့အဖေကမင်းကိုကအလောင်းတစ်ကောင်အတွက်နဲ့သူ့အသက်ကိုပေးခဲ့တယ်ဘဝမှာတည်ဆုံတာတဲ့ကြီးမားတဲ့ကိစ္စဆိုတာမရှိပါဘူးလို့လောင်စန်းကိုပြောလိုက်ပါတယ်လောင်စန်းလည်းအတိတ်ရကြသွားခဲ့ပြီသူ့ဆိုင်ကိုပြန်ကကြံ့ရံကိုဆိုင် ုင်ကိုမပိတ်တော့ဘူးလို့ပြောလိုက်တာကြောင့်ရှောင်းဝမ်းလည်းပျော်သွားခဲ့ပါတယ်။အဲနောက်သူတို့ဟာအလောင်းပြုတ်ပြင်တာကိုစူးစမ်းလှုပ်ဆောင်ခဲ့ပြီးသူများတို့ရဲ့ချီချူးခြင်းကိုခံခဲ့ရပါတယ်။ တဖက်မှာလည်းရှောင်းဝံရဲ့နိုင်ရီတဲကအချက်လက်တွေကိုပြန်ချပေးနိုင်မှုစူးစမ်းနေပါတယ်။ကံကောင်းခြင်းတော့သူ့နိုင်ရီအခမ်းအနားကျင်းပပေးခဲ့တဲ့သူကသူ့နိုင်ရီတဲကအချက်လက်တွေကိုကူပြီးရှာဖွေပေးခဲ့ပါတယ်။သူ့ကုမ္ပဏီကအဖွဲ့ဝင်တွေရဲ့ကျေးဇူးကြောင့်နိုင်ရီတဲကအချက်လက်တွေကိုပြန်လည်ရရှိခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ရှောင်းဝံရဲ့မူနီပွဲကိုကျင်းပပေးကြပါတယ်။လောင်စန်းဟာရှောင်းဝံရဲ့မူနီမှာသူ့ဖွားအတန်ပါတဲ့အယုတ်ကလေးတစ်ယုတ်ကိုလက်ဆောင်ပေးခဲ့ပါတယ်။ ရှောင်းဝမ်တယောက်လည်းအပျော်လွန်ပြီးလောင်ဆန်းကိုဖက်ကငိုနေပါတော့တယ်။လောင်ဆန်းကရှောင်းဝမ်ကိုကြောင်းပို့ပြီးပြန်လာတဲ့အခါရှောင်းဝမ်ရဲ့ဦးလေးကသူ့ကိုလာတွေ့ပါတယ်။လောင်ဆန်းကခမံပြောတော့အဖေနဲ့အမေတည်သွားပြီဆိုလို့ပြောတော့ဦးလေးကနေပါသားလာရှင်းပြလိုက်လို့ရှောင်းဝမ်ရဲ့အမေကိုပြောလိုက်ပါတယ်။ရှောင်းဝမ်ရဲ့အမေဟာသူဟာရှောင်းဝမ်ရဲ့အမေအစိမ့်ဖြစ်ကြောင်းမယုံရင်ရှောင်းဝမ်ရဲ့ချက်တော့မှအမှတ်တကူရှိကြောင်းပြောပါတယ်။ဒါမှမယုံသေးရင်ဒီအန်နေစစ်ကြည့်လို့ရပါတယ်လို့ပြောတော့လောင်ဆန်းလည်းပါဒီအန်နေမှမစစ်ဘူးလို့ပြောကထွက်လာခဲ့ပါတယ်။ အိမ်ပြန်ရောက်တဲ့အခါရှောင်းဝံကိုတမီးအဖေနဲ့အမေကိုဖတ်မိလားလို့လောက်ဆန်းကမေးပါတယ်ရှောင်းဝံကတမီးမှာအဖေနဲ့အမေမရှိဘူးတမီးကကြောက်တုံးထဲကထွက်လာတာလို့ပြောပါတယ်ရုတ်တရက်ရှောင်းဝံရဲ့ချက်တော့ကိုကြည့်လိုက်တဲ့အချိန်သူ့အမေပြောလိုက်တဲ့အတိုင်းအမတ်တကူရှိနေခဲ့ပါတယ်ရှောင်းဝံဟာသူ့ရဲ့သမီးဆိုတာတရားသွားတာကြောင့်လောင်ဆန်းတယောက်စိုးရိမ်နေခဲ့ပါတယ်။ညဘက်မှာတော့လောင်ဆန်းဟာရှောင်းဝံကိုချောသိမ့်နေပါတယ်။ရှောင်းဝံအိပ်ပျော်သွားတဲ့အချိန်အိမ်ရှိကခေါ်တန်ကြတာကြောင့်တွားကြည့်တဲ့အခါရှောင်းဝံရဲ့အမေဖြစ်နေပါတယ်။ ရှောင်းဝင်းရဲ့အမေကငါသမီးလေးကိုပြန်ခေါ်ခြင်းလို့ပါငါတောင်းဝင်ပါတယ်လို့ပြောတော့လောက်ဆန်းကမင်းကိုသူ့လိုအပ်နေတဲ့အချိန်မင်းဘယ်ကိုရောက်နေခဲ့တာလဲလို့မေးပါတယ်ရှောင်းဝင်းရဲ့အမေကသူ့ရေးစားကသူ့ကိုပတ်တလုံးနဲ့ထားခဲ့ကြအောင်ရှောင်းဝင်းကိုမွေးပြီးနိုင်ငံသားမှာအလုပ်သွားလုပ်တာဖန်ခံတီကြောင်ပြောပါတယ်ထောင်ထဲမှာနှစ်တော်တော်ကြာနေခဲ့ရပြီး အိမ်ကိုစာမပုတ်ပြစ်တာကြောင့်အိမ်ကတည်ပြီလို့ထင်ကတည်စရင်နဲ့ထည့်လိုက်တာဖြစ်ကြောင်းရှင်းပြပါတယ်။ငါကသူ့ရဲ့အမေအစ်စ်ပါပဲလို့လောင်ဆန်းကိုပြောပါတယ်။အမေဖြစ်သူက လောင်ဆန်းကို ရှေခိုးပြီးတောင်းပန်နေတာကြောင့် လောင်ဆန်းကလည်းငါ့ကို၃ရက်အချိန်ပေးလို့ပြောလိုက်ပါတယ်။လောင်ဆန်းဟာဟင်းမချက်တတ်ပဲခမင်းတွေချက်ချင်းနေတာကြောင့်အံ့ဩနေခဲ့ပါတယ်။ရှောင်းဝမ်ကလောင်ဆန်းမျက်နှာပြက်နေတာကြောင့်လောင်ဆန်းကိုမပြောဘူးလားလို့မေးလိုက်ပါတယ်။ရှောင်းဝမ်ကမနှက်ပြန်သူ့တို့ကြောင့်မှပျော်ဝဲရှင်ဝဲပြုလို့မှမို့ဘယ်သူလိုက်မှလဲလို့မေးတော့လောင်ဆန်းကသူ့လိုက်မယ်လို့ပြောပါတယ်။လောင်ဆန်းနဲ့ရှောင်းဝမ်တို့ကကြောင်းမှအတူတူစော်ကစားနေကြပါတယ်။အဲနောက်ရှောင်းဝမ်ကလောင်ဆန်းကို သူ့ပုံသူပကြီကားတစ်ချက်ကိုလက်ဆောင်ပေးပါတယ်။ လောင်ဆန်းကလည်းသူ့ကိုအဖေလိုသတ်မှတ်တဲ့အတွက်ဝမ်းသာနေပါတော့တယ်။ညရောက်တဲ့အချိန်မှာတော့လောင်ဆန်းဟာရှောင်းဝမ်ကိုသူ့အိမ်လိပ်စာနဲ့ဖုန်းနံပါတ်ကိုအလို့ကြက်ခိုင်းနေပါတယ်။ရှောင်းဝမ်ကလည်းသူ့အိမ်ချင်နေပြီလို့ပြောကာလောင်ဆန်းအပြင်ကနားထွက်သွားပြီးပြန်လာချိန်ရှောင်းဝမ်တယောက်အိမ်ပေါ်ကျနေပါတော့တယ်။အဲနောက်ရှောင်းဝမ်ရဲ့အမေဟာသူ့သမီးကိုလာခေါ်တာကြောင့်လောင်ဆန်းကရှောင်းဝမ်ကိုကားပေါ်တင်ပေးပါတယ်။ ရှောင်းဝမ်းရဲ့အမေကိုခလေးကိုတေချာပြူးဆိုင်ဖို့အောက်ဖို့ကြောင်းနေတဲ့စားစရာလေးကိုကောင်းမစားတိုင်းဖို့နဲ့တေချာကယူဆိုင်ပါလို့မှာနေခဲ့ပါတယ်။အဲနောက်သူ့အမေကိုခလေးအတွက်ဆိုပြီးပတ်စံတချို့ပေးနေတော့ရှောင်းဝမ်းတယောက်နိုးလာခဲ့ပါတယ်။ရှောင်းဝမ်းကသူ့အဖေကိုသမီးကိုပဲခေါ်သွားဖို့လဲဆိုပြီးပြောနေကတောင်ဆန်းကဒါသမီးရဲ့အမေပဲသမီးသူနဲ့လိုက်သွားလို့ပြောကရှောင်းဝမ်းကိုသူ့အမေလက်ထဲထည့်ပေးလိုက်ပါတော့တယ်။ရှောင်းဝမ်းတယောက်လည်းသူ့အဖေကိုအော်ခေါ်နေခဲ့ကလောက်ဆန်းကလည်းငြင်းကြည့်နေခဲ့ပါတယ်။သူကရှောင်းဝမ်းကိုအလွန်ချစ်တာကြောင့်ကားနောက် ိုပြေးလိုက်နေခဲ့ပါတော့တယ်။နောက်တနေ့ကြံ့ရံကမင်းပါလို့ရှောင်းဝမ်ကိုသူ့အမေကိုပြန်ပေးလိုက်တာလေ။မင်းရှောင်းဝမ်ရဲ့ခံစားချက်ကိုရောမင်းကြီးရဲ့လားလို့ပြောကမင်းကတော်တော်ကိုကိုချင်းစာစီမရှိတဲ့ကောင်လို့ပြောပါတယ်။အဲနောက်သူ့အမစီကဖုန်းဝင်လာကသူ့အဖေဆုံးသွားပြီလို့ပြောပါတယ်။လောင်စန်းတက်ရောက်လဲတော်တော်ကိုဝမ်းနဲ့ကြည်ကွဲနေပါတော့တယ်။လောင်စန်းကသူ့အဖေရဲ့ရုပ်ကလက်ကိုပြင်ဆင်ပေးနေခဲ့ပါတယ်။သူ့အဖေကတည်တန်းစာထဲမှာ မင်းတို့ငါသေးသွားလို့ဝမ်းမနဲ့နေကြပါနဲ့ငါတို့အားလုံးဟာအချိန်တိုင်းရင်ဒီလန်းကိုရွေးချယ်ကြရမှာမသေးခင်အကျိုးရှိတဲ့အလုပ်ကိုလုပ်ကြပါလို့ရေးသားကသူ့အဖေကလောင်စန်းကိုမင်းကရဲ့နောက်ဆုံးအခမ်းအနားကိုစီစဉ်ပေးပါလို့ရေးသားကမှာကြားခဲ့ပါတယ်အဲ့တော့အယိုးပြအိုးကိုကိုင်ကသူ့အဖေရဲ့နောက်ဆုံးခရီးကိုဘလို့ကျေပပေးရင်ကောင်းမလဲစဉ်းစားနေပါတယ်။သူ့အမကိုအယိုးပြအိုးကိုဘလို့လုံမလဲမေးတော့အမေမြုပ်တဲ့နေရာရဲ့ဘေးမှာမြုပ်ပြီးမယ်လို့ပြောပါတယ်။သူ့အမက အယိုးပြအိုးဆိုတာမြေကြီးမှမမြုပ်ရင်ကောင်းငင်ကိုကျဲရတယ်ပြောတော့လောင်စံတဲ့ရောက်လဲအကြံတစ်ခုရသွားခဲ့ကအယိုးပြအိုးကိုလူပြေးပါတော့တယ်သူတို့ဟာကားနဲ့နေရာတစ်ခုကိုမောင်းထွက်လာခဲ့ပါတယ်အဲနောက်ကန်းကင်တစ်ခုကိုရောက်ရှိလာခဲ့ပြီးသူအမကတော့သူ့ကို လိုက်တားနေခဲ့ပါတယ်သူဟာသူ့အဖေရဲ့အယိုးပြအိုးကိုမိယိုမိပန်းတဲ့ထဲကဖောက်ပေးလိုက်ပါတယ် သူကသူ့အဖေကိုသူများနဲ့မတူအောင်ကောင်းမွန်စွာပို့ဆောင်ပေးခဲ့ပါတယ်။လောင်စန်းဟာသူ့အဖေတို့လုပ်ပေးနိုင်ခဲ့တာကိုကျေနပ်နေပါတော့တယ်။အဲနောက်လောင်စန်းစီကိုရှောင်းဝမ်အမေကသူ့သမီးပြောက်သွားကြောင်းဖုံးဆက်လာပါတယ်။သူတို့ဟာရှောင်းဝမ်ကိုနေရာနဲ့ရှာကြပြီးမှရှာမတွေ့ဖြစ်နေခဲ့ပါတယ်။အဲနောက်ရှောင်းဝမ်ကမိုးရေတဲကနေပေါ်လာခဲ့ပြီးလောင်စန်းစီကိုပြေးလာခဲ့ပါတယ်။လောင်စန်းကရှောင်းဝမ်ကိုသမီးပါလို့ရှောက်သွားနေတာလေ။ပြောက်သွားရင်ဘလို့လုံမလဲပြောတော့ရှောင်းဝမ်ကရှောင်းဝမ်ကသမီးအဖေချက်ခိုင်းထားတဲ့ လိပ်စာကိုမှတ်မိပါတယ်လို့ဆိုက လောင်စန်းလဲရှောင်းဝမ်ကိုပိုက်ကငိုနေပါတော့တယ်နောက်တနေ့မှာတော့ကြံ့ရံရံမင်္ဂလာပွဲကိုကျင်းပကြပါတယ်ရှောင်းဝမ်ရဲ့အမေဟာရှောင်းဝမ်အတွက် ပစ္စည်းတွေဝယ်လာပေးကလောင်စန်းကိုလာပေးပါတယ်သူသမီးကို လောင်စန်းစီမှာအားထားခဲ့ပြီးသူကတော့နိုင်ငံသားကို ထောက်သားတော့မယ်လို့ပြောပါတယ်လောင်စန်းကမင်းငါအလုပ်ကိုလုပ်နိုင်ရင်ဒီမှာဆက်နေလို့ရပါတယ်လို့ပြောတော့ရှောင်းဝမ်အမေလည်းဝမ်းသာသာခဲ့ပါတယ် အဲနောက်သူတို့တွေဟာကောင်းကင်ကကျယ်လေးတွေကိုမြင်ကြည့်နေကြပါတယ်။ဒီလိုနဲ့ပဲဇလန်ဟာပျော်ရွှင်စွာအဆုံးသတ်သွားပါတော့တယ်။အဆုံးနည်းကြည့်ရှုပေးတဲ့အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။